ပတိတပတ်ပဲစိတ်ရမယ်ဒါပေမဲ့ကုသူတွေကတော့အများကြီးရသွားမယ်ပတိဘယ်လိုစိတ်ကြမလဲတပတ်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းကြပါစေအေးချမ်းကြပါစေသားတွေတမီးတွေညီတွေညီမတွေအတွေ့ပတိစိတ်လို့ရှိရင်စိတ်လွင့်ပြန့်နေတဲ့ဓမ္မမိတ်ဆွေတွေအတွေ့ပြီးတော့ပတိစိတ်ဖို့အချိန်မပေးနိုင်ဘူးပတိလဲစိတ်ချင်တယ် ဲ့လိုလူမျိုးတွေအတွက်ပတိကိုတပတ်ပဲစိတ်မယ်ဒါပေမဲ့ကုသိုလ်တွေအများကြီးဖြစ်အောင်စိတ်မယ်ဘလို့စိတ်ကြမလဲဆိုတော့ပုံစံလေးကိုကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်စိတ်ရမယ်ပတိကဂုံတော်၉ပါဣတိပိသောဘဂဝါအရဟံတမ္မာတံဗုဒ္ဓောဝိဇ္ဇာသရဏတမ္မနောသူကတောလောကဝိတုအနုတ္တရောပုရိတဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါ အဲ့ဒီမှာဂယုဆိုက်ရမယ်အမှတ်တမဲ့ဖြစ်တတ်တဲ့စကလုံးလေးဟာသူကတော်မဟုတ်သူကတော်ခငယ်ပါနော်ကကြီးမဟုတ်ဘူးပြီးတော့အနုတ္တရောပုရိတဓမ္မတာရထိထဆင်သူအတန်နော်တတ္ထာဒီဝမနုဿာနံထဆင်သူအတန်မြေနော်အဲ့ဒါလေးဂယုဆိုက်ရပါမယ်အဲ့တော့ကျွန်တော်တို့ကပရိစိတ်တဲ့ခါမှာဘလို့အာယုံပြုတ်ပြီးတော့စိတ်ကြမလဲဆိုတော့ကိုကရွတ်ဆိုပူဇော်ပြီးစိတ်နေမှာက ဣတိပိသောဘဂဝါအရဟံတမ္မတံဗုဒ္ဓောဒါဝေနောကိုနောကိုဝါ့ကိုပဲစိတ်ရွတ်စုပူဇော်ပြီးစိတ်နေမှာအဲ့မှာပထမအုံးဆုံးတလုံးစစိတ်လိုက်ပြီးအဲ့ချိန်မှာအာယုံပြုရမှာအရဟံဂုံတော်အဲ့တော့ကျွန်တော်တို့ကဂုံတော်တပါးချင်းကိုအာယုံပြုသွားမယ်ပဋိစိတ်ရင်းနဲ့နော်ပထမအုံးဆုံးအရဟံဂုံတော်မှာဆိုလို့ရှိရင်အရဟံအရဟံအရဟံဆိုပြီးတော့၃မျိုးရှိတဲ့အထက်မှာအာယုံပြုရလွယ်အောင် အရဟံဂုဏ်တော်ကိုပဲအာယုံပြုကြည့်ပါအောင်နော်အရဟံလူနတ်မြတ်မှာတတ္တဝါပေါင်းလို့ပြူဇော်ထူးကိုခိုင်ယူတော်မူတိုက်ပြီးတော့မြတ်စွာဘုရားဆိုတာအရဟံကြတော့စိတ်ွယ်ရရနိုင်ပြီးမကောင်းမှုကိုပြုလုပ်တော်မူသောမြတ်စွာဘုရားအရဟံကိလေသာကြီးအထောက်ပံ့ပေါ့နော်ကိလေသာညစ်ကြေးတွေအားလုံးကိုကုန်စင်အောင်ပယ်တတ်ပြီးတဲ့မြတ်စွာဘုရားပေါ့နော်ဒါကျွန်တော်ဒီမှာကြည်နေတဲ့ထဲမှာနားမလဲတဲ့ခလေးတွေပါလာမှာဆိုလို့ကုသိုလ်ကုသိုလ်စိတ်ဖြစ်အောင်ကျွန်တော် ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေးပဲပြောပြသွားပါမယ်เนาะဒါစာတတ်ပေတတ်ပုံကူနဲ့မဆိုင်ပါဘူးเนาะဒီဒီပတိစိတ်နည်းလေးอ่ะပတိစိတ်နည်းကတော့ဆိုင်တယ်ဒါပေမဲ့အတိတ်ပဲရှင်းပြချက်တွေကတော့မဆိုင်ဘူးပေါ့เนาะခလေးတွေနားလည်အောင်ကျွန်တော်လွယ်လွယ်လေးပဲပြောပြသွားမှာပေါ့เนาะဟုတ်ပြီအဲ့တော့ခုနအရဟံအရဟံအရဟံသုံးခုစလုံးအာယုံမပြုတ်နိုင်အောင်မှာအရဟံကုံတော်ဘဲအာယုံပြုပါအဲ့တော့ အီတီပီသောဘဂဝါအရဟံတမ္မာတံဗုဒ္ဓောဝိဇ္ဇာသနတမ္မနောသူကတော်လောကဝိတုအဲ့ချိန်မှာလူနဲ့မြမတတဝါပေါင်းတို့ဤပူဇော်ထုကိုခံယူတော်မူတိုက်ပြီးတော့မြတ်စွာဘုရားဆိုတော့ကိုယ့်ရဲ့အတွေ့အခေါင်းထဲရဲ့အတွေ့အအဲ့ဒါကိုသွားနေမယ်ပေါ့နော်အဲ့တော့ကိုကြည်ညိုတဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဤဝဲတဆူဆူကိုပုံဖော်တာဖြစ်ဖြစ်တော်မဟုတ်ကောင်းငင်မှာတည်နေမဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဘဝပုံဖော်တာဖြစ်ဖြစ်ကိုယ်စိတ်တည်းကအဲ့ဒါကိုမှန်းပြီးတော့ကြည်ညိုနေမှာပေါ့နော်အရဟံဂုဏ်တော်ကိုအာယုံပြုပြီးတော့ ဟုတ်ပြီအရဟံဂုံတော်ကိုအာယုံပြုလို့နောက်အခုတစ်ခေါက်တစ်လုံးစိတ်ပြီးပါပြီနောက်တစ်လုံးစိတ်တဲ့ချိန်မှာအာယုံကတိတ်ပြီးတော့မမိသေးဘူးဆိုအရဟံဂုံတော်ပဲအာယုံပြုပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကပဒီလုံ၁၈၀လုံးစိတ်ရအောင်မှာအာယုံပြုရမယ်ဂုံတော်ကဂုံတော်၉ပါးပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ကအချိန်ရတယ်ပေါ့နော်ပြောချင်တာအချိန်ရတယ်အဲ့တော့အရဟံဂုံတော်ပြီးလို့ရှိရင်အရဟံဂုံတော်အခုတစ်လုံးစိတ်တယ်မတိသေးဘူးအာယုံဖော်လို့မရအောင်ဆိုတော့နောက်ထပ်တစ်လုံးမှာအရဟံမဖော်နော် အရဟံမဖို့အရဟံအရဟံအရဟံသုံးခုစလုံးကိုအတိတ်ပဲဖော်နိုင်တဲ့သူတွေကြောက်လဲပိုကောင်းတာပေါ့နော်ဟုတ်ပြီအရဟံပြီးသွားပြီတမ္မာတမ္ပုတ်တော်မြတ်စွာဘုရားရဲ့ဥကောင်းတော်နေရာကိုအာယုံပြုပြီးတော့မြတ်စွာဘုရားမှာတပ်ပြီမြူတာရွှေဉဏ်ဆိုတာရှိတယ်လေနော်တစ္ဆာလေးပါးတရားကိုဆရာမရှိဘဲနဲ့ကိုမိမိရဲ့ဉာဏ်နဲ့ထိုးထွင်းပြီးသိမြင်တဲ့ဉာဏ်ဆိုတာနဲတာမဟုတ်လေနော်တစ္ဆာလေးပါးတရားဆိုတာကြီးကျွန်တော်တို့အခုအထင်ရှားကြီးရှိနေတာတော့မှကျွန်တော်တို့တွေ လူသားတွေကအကုန်လုံးတိုင်ပတ်နေကြတော့မယ်လေအဲ့တော့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးကိုပိုင်ညံနဲ့ဆရာမရှိပဲထိုးတွင်းသိမြင်တဲ့ညံဆိုတော့အဲ့ညံကြီးကိုဩမြတ်စွာဘုရားရဲ့ရွှေညံတော်ကြီးကအမတန်မှအံဩလောက်ပါလားဆိုပြီးတော့နားမလဲတဲ့ကလေးတွေကတစ္ဆာလေးပါးတွေပဲခဏထားလိုက်အောင်နိဗ္ဗာန်ရောက်ကြောင်းတရားနိဗ္ဗာန်ဆိုတော့သိကြတယ်နော်နိဗ္ဗာန်ရောက်ကြောင်းတရားကိုကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းသိမြင်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပါလားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တပ်ပြီးညူတာရွှေဉာဏ်ကြီးက ကြည်ညိုဖို့ကောင်းလာပါလားဆိုပြီးတော့အဲ့လိုမျိုး ਨੇ ရုပ်စုပူဇော်ပြီးအာယုံပြုမယ်ကိုယ့်ရဲ့အတွေးအာယုံကအဲ့ဘက်ကိုသွားနေမှာเนาะပဒီယာဒီကနေပဲပုံမှန်ပဲစိတ်နေမယ်အတွေးရကြတော့ဟိုဘက်မှာတွေးရနေမှာအဲ့တော့ဘာဖြစ်မလဲဆိုတော့မလိုလားအပ်တဲ့စိတ်ပြန့်လွင့်မှုကမဖြစ်တော့ဘူးပေါ့เนาะစိတ်ပြန့်လွင့်မှုတွေရန်နေသွားမယ်အဲ့လိုနေသွားခြင်းအပြင်ဘာဖြစ်လာမလဲဆိုတော့တမာတိဖြစ်လာမယ်အဲ့တော့တိတ်တိမဟိတ်တိလိုင်းကိုပဲဖြစ်ဖြစ်သို့မဟုတ် တမာရီဖြစ်ပြီးတော့အဲ့လိုမျိုးအကြမ်းမြင်ရခြင်းတဲ့သူပဲဖြစ်ဖြစ်အဲ့လိုမျိုးအာယုံပြပြီးစိတ်လို့ရှိရင်သူကမြင်မြန်ဆန်ဆန်လေးနဲ့ခီးရောက်မှာပေါ့ဝိဇ္ဇာသရဏတမန်တော်ဝိဇ္ဇာသရဏတမန်တော်မှာကြတော့ဉာဏ်နုသုံးပါဉာဏ်နု၈ပါသရဏ၁၅ပါဆိုတာပါလာပြီအဲ့တော့ကျွန်တော်တို့ကဉာဏ်နုသုံးပါဉာဏ်နု၈ပါဆိုတာမှာဉာဏ်နုသုံးပါဝယ်အရင်ယူလိုက်အောင်ကျန်တာတွေခဏထားလိုက်အောင်သရဏ၁၅ပါအထိတွားပြီးတော့အာယုံမပြုတ်လိုက်နိုင်အောင်နောက်ကျရင်တော့ပြုတ်မှာပေါ့နော်သရဏ၁၅ပါမှာကြတော့ထားပါတော့ ဟိုနောက်ဆုံးမှာဆိုလို့ရှိရင်ဒါပထမဇန်ဒုတိယဇန်တတိယဇန်ဒီလိုမျိုးတွေပါလာတဲ့ခါကြတော့လေနားမလဲတဲ့ကလေးတွေဒီထက်မှပါလာလို့ရှိရင်အတွေးတွေကရှုပ်ကုန်မယ်လေနော်ဒီဇန်တွေကဘာလဲဆိုတာမသိလို့ရှိရင်ဒီတရားဓမ္မကိုနာကြားထားခြင်းမရှိတဲ့စာပေလေ့လာခြင်းအားနည်းနေလို့ရှိရင်ဒါတွေမသိမှဆိုလို့ကျွန်တော်ကတိတ်နားမလဲတဲ့ကလေးတွေကုသိုလ်စိတ်ဖြစ်အောင်လွတ်ချင်လောက်အောင်ကျွန်တော်နှိုးစော်တဲ့ဒီဗီဒီယိုလေးကအဲ့လိုဗီဒီယိုမျိုးလေးပေါ့နော်အဲ့တော့ ကလေးတွေကဒါတွေတမီးတွေညီတွေညီမတွေကဘာကိုအာရုံပြုရမလဲဆိုတော့ဝိဇ္ဇာ၃ပါးမှာပုတိအားဆိုတာရှိတယ်ဝိဇ္ဇာ၃ပါးမှာပုပ်ပေနိဝါတဉဏ်ဒိဗ္ဗစကုဉဏ်အာတဝခေယဉဏ်ဆိုတာပုပ်ပေနိဝါတဉဏ်ဆိုတာမြတ်စွာဘုရားအခုဖျားဖြစ်တဲ့ဘဝနေစပြီးတော့ဟိုးသူဖြစ်ခဲ့တဲ့ဘဝအစဉ်လိုက်ကိုပြန်ပြီးတော့မြင်နိုင်တဲ့ဉဏ်ပေါ့နော်အစဉ်လိုက်ကိုပြန်မြင်ရတာအခုဖျားဖြစ်တဲ့ဘဝကဥမာထားပါတော့၄တင်ချင်တဲ့ကဘာတသိမ်းမှာ ဘုရားဖြစ်ပြီးတော့ဒီဘဝဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဘဝရဲ့နောက်ကနေပြီးဟိုးအစင်တိုင်းအစင်တိုင်းကိုသူပြန်မြင်နိုင်တယ်ပေါ့နော်ဟုတ်ပြီဒါအတူချုပ်လေးပဲသွားလိုက်မယ်နော်အဲ့ဒါကပုပ်ပေနိဝါဒဉာဏ်ပုပုတိအာလူတွေကြားဘူးကြတယ်နော်ပုဒိယဒိဗ္ဗစကုဒိဗ္ဗစကုဆိုတာနတ်တို့ဤမျက်စိကဲ့သို့သူကအတားဆီးပိတ်ပင်မရှိမြင်နိုင်တဲ့ဉာဏ်တဲ့ မြင်နိုင်တဲ့ဉာဏ်ဆိုတော့တကယ်လည်းမျက်စိကမြင်ရတယ်ပေါ့နော်ဉာဏ်မျက်လုံးနဲ့တခုတော့ရှိတာပေါ့နော်စက်ကြဝလာတတိုင်းဘက်ကိုတွားကြည့်မယ်ဆိုလို့ရှိရင်လူဟွာတော့လူပုတ်ကတော့ရောက်သွားတာမဟုတ်ဘူးပေါ့ဒါပေမဲ့ဒီကဒိဗဆကုဉာဏ်နဲ့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါမှာအတားဆီးပိတ်ပင်မရှိမြင်ရတယ်ပေါ့နော်ဒိဗဆကုဉာဏ်အဲ့တော့အဲ့ဒါဒီအားကြတော့အာတဝဲခရဉာဏ်ဒီအတော်တရားတွေကအကောင်အကောင်ကြောင်း၄ပါးဆိုတာဒီအတော်တရား၄ပါးရှိတယ်လीเนาะအဲ့ဒါအဲ့ဒါခဏထားလိုက်အောင် အဲ့ဒါကိုအလွယ်တကူနဲ့ဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုသိမြင်နိုင်တဲ့ဉာဏ်เนาะအာသွဲခေယဉာဏ်အဲ့တော့ကျွန်တော်တို့မက်ဖို့ဉာဏ်ပေါ့နော်အဲ့ဉာဏ်ရှိတဲ့မြတ်စွာဘုရားပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြကြီးရဲ့ပုတိအာဂုံတော်ကြီးဒါဉာဏ်တော်တွေကိုကိုယ်ကမှန်းပြီးတော့မြတ်စွာဘုရားအဲ့လိုမျိုး ဖုံတကိုတွေရှိတယ်အဲ့လိုမျိုးဆွမ်းဆောင်မှုတွေရှိတယ်ဆိုတဲ့ဟာပုရိအာဂုံတော်တွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားဆိုပြီးတော့အဲ့လိုမျိုးပူဇော်ဖို့เนาะအဲ့ဒါကဝိဇ္ဇာသရဏတမန်เนาะเนาะဒါအတူချုပ်လေးပေါ့ဉာဏ်ဓု၈ပါးသရဏ၁၅ပါးတွေအဲ့ဒါတွေကိုမသွားနိုင်အောင်เนาะဒီလောလောဆယ်ကိုစိတ်ထဲမှာတမာတိဖြစ်အောင် ကုသိုလ်ဖြစ်အောင်အလွယ်လေးသွားတဲ့ပုံစံပေါ့เนาะအဲ့ဒါလေးကိုပဲကျွန်တော်ပြောပြတာပါသူကတော့ ဟုတ်မှန်သောစကားကောင်းကိုသာဆိုတော်မူတတ်ပြီးတော့မြတ်စွာဘုရားဆိုအဲ့ချိန်မှာပရိစိတ်နေချိန်မှာမြတ်စွာဘုရားနှုတ်ကနေပြီးတော့ဟုတ်မှန်တဲ့စကားတွေကိုတရားပြည့်တတ်တွေကိုပေါ့နော်တာဝကတွေကိုခုနှစ်သားသမီးတွေကိုဟောပြောညွှန်ပြနေတဲ့ပုံစံမျိုးမျက်စိနဲ့မြင်ကြည့်ပေါ့နော်အဲ့နည်းကျူပဲကိုနဲ့လည်းနှိုင်းရှင်ပေါ့ငါရဲ့နှုတ်ကရောဟုတ်မှန်တဲ့စကားတွေပြောလာအဲကျွန်တော်ဆိုလို့ရှိရင်တော့ဝစီကံတိလ၄ပါးကိုစောင့်ထိုင်းတဲ့အတွက်ကြောင့်မလို့ဒါမှမဟုတ်နိစက်တယ်ပေါ့နော် အဲ့တော့ဟုတ်မှန်တဲ့စကားကောင်းသူကဟုတ်တော့ဟုတ်မှန်ပဲဒါမဲ့ဒုံတိုးဥပေါကြီးအဲ့လိုမျိုးလူများနားမခံတာအောင်ပြောတာမဟုတ်ဘူးဟုတ်မှန်သောစကားကောင်းကိုဒါဟုတ်လည်းဟုတ်မှန်ပဲစကားကလည်းအဆင်ပြေရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါသူကတော်ကားငယ်နော်ကျွန်တော်ပြောတဲ့အတိုင်းကာကြီးမဟုတ်သူကတော်မဟုတ်သူကတော်လောကဝိတုလောကီအကြောင်းအရာတို့ကိုကုံစင်အောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတာလောကမှာ လောကသုံးပါရှိတယ်တတ္တလောက ဩဃာတလောကသင်္ခါရလောကဒီလောက၃ပါးရှိတယ်အဲ့ဒါတွေကိုခဏထားလိုက်အောင်အဲ့တော့ကို့ဒီလောကအကြောင်းပဲဒီလောကမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအကုန်လုံးမြတ်စွာဘုရားမသိတာတခုမှမရှိဘူးမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဒီဟောကြားခဲ့တဲ့တုတ်တန်တခုမှဆိုလို့ရှိရင်မြတ်စွာဘုရားယဟန်တော်တွေကိုမေးတယ်ရွက်တွေအများကြီးကျွေနေတဲ့အချိန်မှာသူ့ရဲ့လဝါးတွေကိုရွက်လေးကောက်လိုက်ပြီးတော့သူ့လဝါးလေးထဲမှာဒီတိရွက်လေးကိုတင်ပြပြီးတော့ယဟန်တို့တဲ့ငါလက်ထဲမှာရှိတယ်အခုဒီတိရွက်နဲ့တဲ့ တောထဲမှာရှိတဲ့တိရွတ်တွေနဲ့ဘယ်ဟာကပုံများလဲဆိုတော့ရဟန်းတွေကဖြေတာပေါ့တောထဲမှာရှိတဲ့တစ်ပင်တိရွတ်တွေကနှိုင်းစားလို့မရအောင်များပါတယ်ပေါ့အေးအဲ့လိုပဲတဲ့ငါအခုလောကရဲ့အကြောင်းငါတိတာတွေဟာတဲ့အဲ့တောထဲကတိရွတ်တွေလိုပဲပေါ့နော်အများကြီးတိတယ်တဲ့ငါတိတဲ့လောက်သာဒီလိုမပြောတာပဲရှိတာပေါ့နော်အခုတိတဲ့လောက်ကိုဒါထိုက်တဲ့လောက်လူတွေတိတင်တိကြိုက်တဲ့လောက်ကိုပဲဟောပြောပြတာနေတာပေါ့နော်အဲ့ဒါလေးက ဒါတုတ်တန်တရားတွေမှာဒါရှိပါတယ်လောကရဲ့အကြောင်းကိုပုံစံအောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတော့မြတ်စွာဘုရားမသိတာဘာမှမရှိဘူးသိပ္ပဝိဇ္ဇသိပ္ပံဝိဇ္ဇအကုန်သိတယ်နော်အခုမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်2500ကျော်လောက်ကသိခဲ့တဲ့ဟာတွေကိုခုတတိသိပ္ပံပညာရှင်တွေလိုက်မမီသေးဘူးလေအခုမှဟိုအားလေးကမှန်တယ်ဖြစ်တုံဒီအားလေးကမှန်တယ်ဖြစ်တုံနေเนาะအနုဒရောပုရိတာဓမ္မတာရတိအဲ့တော့ဆုံးမတိုက်တော့ပုံကိုယ်တို့ကိုတဲ့ရင်ကျေးလေမအောင်ပြဲ့ပြင်ဆုံးမရရနိုင်အတုမရှိ ဖြစ်တော်မူသောမြတ်စွာဘုရားဆိုအဲ့တော့လူစိုးလူမိုက်တွေကိုဘယ်သူမှဆုံးမလို့မရတဲ့သူတွေကိုမြတ်စွာဘုရားဆုံးမလို့ရှိရင်ဒါသူတို့တွေကလိမ္မာကြတယ်ပေါ့နော်ချိုးစိုးကြွတန်းဝင်ကြတယ်မြတ်စွာဘုရားကတတဝါတွေကိုဆုံးမတဲ့နေရာမှာအတုမရှိတော်မူတဲ့မြတ်စွာဘုရားဆိုတာမြတ်စွာဘုရားတော့ဘယ်သူမှမဆုံးမနိုင်ဘူးပေါ့နော်အဲ့ဒါလေးကိုအာရုံပြုပါတတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနံကြတော့လူနဲ့မြန်မာပုဂ္ဂိုလ်တတ္တဝါအပေါင်းတို့ရဲ့ဆရာတစုဖြစ်မယ်အရဟံကြတော့ လူနဲ့ပြမှာတတ္တဝါအပေါင်းတို့ရဲ့ပူဇော်ထုကိုခံယူတော်မူလိုက်ပြီးတော့မြတ်စွာဘုရားဟောပူဇော်ထုဒါကြတော့ဆရာတစုဖြစ်မယ်မြတ်စွာဘုရားရဲ့ဆရာကြတဲ့သူလောကမှာဘယ်သူမှမရှိဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့လူနဲ့ပြမာတွေကတခါတည်းကောင်းငင်မှာတမလင်ခွေဖွဲ့ပြီးတော့တီးပြီးတော့စံတမဘတ်ဝင်စားနေတယ်မြတ်စွာဘုရားရှင်ပုံတော်ကိုအာယုံပြုပြီးတော့အောက်ကနေပြီးတော့လူတွေကရှခိုးနေကြမယ်လေထဲမှာနတ်တွေက ရပ်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလှုပ်ချီမှုပြီးတော့ရှ िख ိုးနေကြမယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဆရာတစုဖြစ်တော်မူတော့မြတ်စွာဘုရားဆိုပြီးတော့အဲ့လိုမျိုးလေးအာယုံပြုကြည့်ပါဒါတမာတိလည်းဖြစ်စေတယ်ကြီးညိုစိတ်လည်းဖြစ်စေတယ်ကျွန်တော်တို့ concept မိသွားလို့ရှင်ပေါ့နော်အင်္ဂလိပ်လိုတော့ synchronize ဖြစ်တယ်ခေါ်တာပေါ့နော်မြန်မာလိုဆိုဘယ်လိုပြောရမလဲတစ်ထက်တည်းတစ်ထက်တည်းကြာသွားလို့ရှင်ကိုကြီးညိုတဲ့စိတ်ကိုပုံဖော်လိုက်တဲ့အရာ ကိုကြီးညိုတဲ့စိတ်ကိုရဲ့တရားတရား ဒါတွေကကြီးညိုတဲ့တရာစိတ်ပေါ့နော်ဒါတွေကတစ်ထက်တည်းကြပါလို့ရှိရင်ကြက်သိမ်းမွင်းညင်းတွေထားပြီးတော့တခါလေကြလို့ရှိရင်ကျွန်တော်ဆိုမျက်ရည်တောင်လေတာပဲရှိပါတယ်အဲ့လိုမျိုးပေါ့နော်ကြီးညိုလုံးအကြီးလို့ပေါ့တထာဒီဝမနုဿနံဗုဒ္ဓဗုဒ္ဓကကြတော့ခုနကတော့အသက်ပြညူတာရွှေဉဏ်နဲ့ထိုးထွင်းသိမြင်ခဲ့တဲ့တစ္ဆာလေးပါတရားအဲ့ဒီတစ္ဆာလေးပါတရားကိုကိုကိုတိုင်းလဲထိုးထွင်းသိမြင်တယ်ပုဂ္ဂိုလ်တ attva တွေကိုလည်းပြန်ပြီးဟောပြနိုင်တယ် လူနဲ့ပြမာတွေကိုပြန်ပြီးဟောပြနိုင်တယ်။အဲကလေးတွေကြားဘူးကြားလိမ့်မယ်။ပစ္စည်းကဗုဒ္ဓဆိုတာရှိတယ်။ဖယံငယ်လို့ခေါ်တာပေါ့နော်။ပစ္စည်းကဗုဒ္ဓကြတော့နိဗ္ဗာန်ရောက်ကြောင်းတရားတစ္ဆာလေးပါးတရားကိုသူကသိတယ်။သို့တော့ပြန်မဟောပြတတ်ဘူး။မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူး။ကိုကိုတိုင်လည်းထိုးထွင်းပြီးသိတယ်။ပြန်လည်းဟောပြတတ်တယ်။အဲ့လိုမျိုးပေါ့နော်။ဒါဗုဒ္ဓ။ကျွန်တော်ကြတော့ဗုဒ္ဓဂုံတော်ကိုစိတ်ပင်မဲ့ အဲ့မြတ်စွာဘုရားရဲ့ကိုးပါးသုံးဂုဏ်တော်တွေကိုဘုဒ္ဓဂုဏ်တော်ထဲမှာကျွန်တော်အကုန်ဆွဲထည့်ပလိုက်တာပေါ့နော်အဲ့လိုအာယုံပြုလိုက်တာပေါ့ဘဂဝါဖုံးတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဖုံးတော်6ပါးမှာအိတ်တာရိယဖုံးတော်ဓမ္မဖုံးတော်ယတ္တာဖုံးတော်တိရိဖုံးတော်ကာမဖုံးတော်ပရတဖုံးတော်ဆိုပြီးတော့ဖုံးတော်6ပါးရှိတယ်အဲ့ဒီဖုံးတော်6ပါးမှာကျွန်တော်တို့လူသားတွေကြိုက်တဲ့ဖုံးတော်ကတော့ယတ္တာဖုံးတော်နဲ့ ကာမဘုံတော်ပေါ့နော်ယတ္တဘုံတော်ကအချွေရံနေပေါများပြီးတော့ဂုံတရင်ပြန့်နှံ့ကြော်စုံမှုအာကောင်းလွန်အားကြီးတာအဲ့ဒါယတ္တဘုံတော်ကာမဘုံတော်ကြတော့အလိုရှိတောင်းတတဲ့အချိန်မှာအလိုရှိလိုက်တဲ့တောင်းတလိုက်တဲ့အရာကတခဏချင်းမှပြည့်စုံတယ်တဲ့ဆိုပြီးတော့အဲ့ဒါကာမဘုံတော်ပေါ့နော်အဲ့တော့ဘုံတော်6ပါးကိုတစ်ခုချင်းအ내တိတ်ပဲတည်ပြီးတော့အဲ့လိုမျိုးပါဠိလိုလည်းတည်ပြီးတော့ ာယုံပြုတော့ခဏလေးထားလိုက်အောင်ဘုံတော်ကိုကြည့်တဲ့မြတ်စွာဘုရားရှင်ကိုရောမျက်ကြည့်ပါလားဆိုပြီးတော့အယံကိုဖုံးကြည့်တဲ့မြတ်စွာဘုရားရှင်ကိုရောမျက်ကြည့်ဆိုပြီးတော့ကိုယ့်ရဲ့အာယုံမှာဒါတော့တယောက်နဲ့တယောက်ကကံအကျိုးပေးတွေမတူကြတဲ့အခါကျတော့ပါရမီတွေမတူကြတဲ့အခါကျတော့ကိုယ်အာယုံမှာပေါ်လာမဲ့ပုံရိပ်တွေကပုံစံမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့်နှိစက်မှုကပါလဲဆိုတော့ဥမာမန္လေးရမဟာမုဏိဖျားကြီးပြုံးနေရမဟာအနုပ္ပန္နဖျားကြီးရှင်ရုံဖျားအထက်ပြဆန်း ချက်ပြစင်ရဗရမမျက်ရှင်ဖရာကြီးဗုဒ္ဓဂ ਾਇ ယမဟာဗောဓိဖရာအဲ့လိုမျိုးပေါ့အစရှိသဖြင့်ကိုယ့်မျက်လုံးထဲမှာဆွဲမြဲနေတဲ့ဒါမှမဟုတ်ကိုယ်တွားရောက်ဖူးမြော်ခဲ့ဘူးတဲ့ကိုယ့်မျက်လုံးထဲမှာပုံဖော်လို့ရတဲ့ဖရာတဆူဆူကိုလည်းအဲ့လိုမျိုးပုံဖော်ကြည်ညိုပြီးတော့ပူဇော်လို့လည်းရပါတယ်ပေါ့နော်အဲ့တော့စိတ်ရတာတော့ဂုံတော်ကိုပါပတိတပတ်ပဲအဲ့ပတိတပတ်အတွင်းမှာကိုပါသောဂုံတော်တွေကိုအာယုံပြုပြီးတော့တဖြည်းဖြည်းနဲ့စိတ်သွားမှာပေါ့နော်ကိုပါသောဂုံတော်တွေကိုအာယုံပြုပြီးတော့ အမှစိတ်သွားတဲ့အခါမှာဒါပါတော့ကိုက၉ပါးစလုံးမမိသေးဘူးသို့တော်ပတိအပိုက်ရလည်းပြည့်တော်မှာပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်တတ်တယ်ပေါ့ဖြစ်တတ်တဲ့အခါကြာလို့ရှိရင်ကိုစိတ်ထဲမှာဂုံတော်ကိုပါဒီပတိကပြည့်တော်မယ်ဆိုပြီးတော့စိတ်ထဲမှာထင်တဲ့အချိန်မှာမျက်လုံးလေးဖွင့်ကြည့်ကြည့်လိုက်ပေါ့နော်ပတိပတ်ရပြည့်ကန်ပြီးပြီဆိုလို့ရှိရင်ခဏလေးအဲ့နေရာလေးမှာခဏလေးရပ်ပြီးတော့ဂုံတော်တွေကိုကြည်ညိုနေပေါ့နော်ကြည်ညိုပြီးတော့မှပြီးတော့မှဆက်စိတ်လိုက်ပေါ့နော်အဲ့တော့ ဂုံတော်၉ဘာကပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့မိနစ်20ကြာတယ်ပေါ့နော်မိနစ်20ကြာတယ်အဲ့မိနစ်20အတွင်းမှာကိုက၉ဘာသောဂုံတော်တွေကိုအာယုံပြုပြီးတော့အရဟံဂုံတော်အရဟံစဘဂဝါဆုံး၉ဘာသောဂုံတော် ဆိုတာဂုံတော်တပါးချင်းကိုအာယုံပြုပြီးတော့စိတ်သွားလို့ရှိရင်ကျွန်တော်တို့တောင်ကြည့်မြောက်ကြည့်နဲ့ပတိစိတ်နေတဲ့သူပတိဆယ်ဘက်စိတ်တာနဲ့လေကိုလာပြီးနှိုင်းရှင်လို့မရဘူးသူအပတ်တရာစိတ်တာနဲ့လေကိုကိုနှိုင်းရှင်လို့မရပါဘူးဘာဖြစ်လို့ဆိုတော့ကိုက မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေတပါးချင်းကိုသေသေချာချာကြီးညိုပြီးတော့အာယုံပြုပြီးတော့တမာရီဖြစ်အောင်စိတ်တဲ့အတွက်ကြောင့်မလို့ဒီကုသိုလ်ကြီးကအတိုင်းအဆမရှိပါပဲเนาะအဲ့တော့ခုနှစ်သားသမီးတွေအဲ့လိုမျိုးပရိစိတ်ပြီးတော့မိမိတို့လူရဆန္ဒတွေပြီးမြောက်ပေါ့မြောက်အောင်မြင်ကြပါစေထုံးစံအတိုင်းပဲဒီဗီဒီယိုလေးကကို့အတွက်ကုသိုလ်ဖြစ်စေတဲ့အကျိုးဖြစ်စေတဲ့ကိုနှစ်သက်တယ်ဆိုလို့ရှိရင်ဒီမြင့်ခုနှစ်သားသမီးတွေတွေ့မြင်အောင်လဲပြန်ပြီးတော့ ထပ်ပြီးတော့မျှဝေပေးပါဒီဟာဒီလေသာသနာပြုခြင်းတစ်မျိုးပါပဲကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေပေါင်းကျမ်းမာခြင်းဒုက္ခချမ်းသာခြင်းဒုက္ခနဲ့ပြည့်စုံပါစေဘေးအန္တရာယ်ကင်းပါစေအေးချမ်းကြပါစေ